ဘုဇောဘုန်းကြီးကိုဟိုဘက်အရာကောကနိဘိတ်အုပ်စုကိုရာကောကတင်ထားတာရှိတယ်ကိုဇောဘုန်းကိုစကြိုးရေးရောက်နေတဲ့ထူးနဲ့အရိုက်နှက်တာတွားကျွတ်တာတို့ဟိုအမြခုံးကွဲတာတို့ထမင်းမစားနိုင်တာတို့ဒါမျိုးတွေအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့နမေကျော်နန်းတွင်းစစ်ကြောရေးရောက်ရှိနေတဲ့ဇော်ဘုံဟိန်အခြေအနေကိုတင်ပြပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာ။ဒါတော့အာနောက်ဆိုဆိုဒီနေ့ကိုတပုတ်လောက်ပဲတင်မယ်လို့အာစဉ်းစားထားတော့မဲ့အဲနည်းနည်းလေးစိတ်ပူနေတဲ့လူတွေလည်းအဲသိအောင်ပေါ့အာကျွန်တော်ဒါလေးတင်ပေးတာ။အာကျွန်တော်အဆက်သက်တစ်ခုရရပါလေ။အဲပါလဲဆိုရင်ကိုဇော်ဘုံကိစ္စနဲ့ပတ်သက်ပြီးတော့ကိုဇော်ဘုံကိုဟိုဘက်အာရကောက်ကန် နီပိတ်အုပ်စုရက်ကောကတင်ထားတာရှိတယ်ကိုစော်ဘုံကိုစစ်ကြိုးရေးရောက်နေတဲ့ထူးနဲ့အဲရိုက်နှက်တာသွားကျွတ်တာတို့ဟိုအမြခုံးကွဲတာတို့ထမင်းမစားနိုင်တာတို့ဒါမျိုးတွေတပ်ပုံတွေဆိုတော့အဲသူတို့ပိုလိုရှော့ယူပြီးတော့ပေါက်လိုပွဲစားကြီးလုပ်နေတာရအဲ့ဒါအမှန်တရားတွေမဟုတ်ပါဘူးနော်တော့ခစ်တယ်ဆိုတော့မီဒီယာလည်းတင်အန်တီတဲ့အတိုင်းပဲအုံနောက်ရှိတဲ့လူတွေဆိုရင်တော့ဝေဖန်သုံးသပ်လို့ရတာပေါ့တော့ဘာလဲဆိုရင် ကိုယ်စုံဖွင့်နေတာကောင်းမွန်ရှိနေပါတယ်အဲထုနေခြင်းရိုက်နေခြင်းလည်းခံထားရတာမရှိပါဘူးเนาะအဲ့ဒါလေးကိုအာတည်အောင်လို့အာကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဆိုတော့ကိုယ်စုံဖွင့်မှာအပြစ်မရှိတော့လွတ်မှာပါလွတ်မဲ့လို့လည်းအဲယုံကြည်တယ်အများကပြန်လို့လာမယ်လို့လည်းအာမျှော်လင့်ထားလဲပေါ့အဲ့မှာတစ်ခုကဒါအာဘာထောက်ပြခြင်းလဲဆိုရင် အကိုအများအော်တိအောင်မကျွန်တော်ကျွန်တော်တိတဲ့လောက်လေး share လုပ်ပေးတာအပြည်သူအချင်းချင်းရတားချင်းချင်းအောင်တရားနဲ့တော့ဆေးရေးတိုင်းထွားရင်မကျင်နိုင်ရင်တက်ဆိုင်ရနိစ္စရဲ့ရစကောင်ကိုသွားတိုင်ရင်တော့မှုပွင့်ခံရခံခံရတယ်ပေါ့ဒါအခုကနိုင်ငံတာဝန်ထမ်းဆောင်နေတဲ့အပြည်ထဲရှိတဲ့ကာကွယ်ရှိတဲ့နိုင်ငံဝန်ထမ်းတွေကိုဆေးရိုးတိုင်းထောက်တာတွေဒါကမလုပ်စေချင်ဘူးဆင်ကျင်စေချင်တယ် ကိုအကိုတယောက်ကိုညီတယောက်အနေနဲ့တိရလေးရှင်းလုပ်ပေးရပါတော့ဟုတ်တော့ဆိုတော့နိုင်ငံတော်ဝန်ထမ်းဆောင်တဲ့လူတွေဝတ်ထားတဲ့ယူနီဖောင်းတွေကအစဲစုခံဖို့မမဟုတ်တာသူတို့ဝတ်ထားတဲ့သူတို့ယူထားတဲ့အဲတော်ဝန်ကနိုင်ငံရဲ့တော်ဝန်ကြီးလေးတဲ့တော်ဝန်ထမ်းဆောင်နေရတာစိတ်ခံစားချက်တွေဦးစားပေးလို့လည်းမရဘူးเนาะစိတ်ရှိတိုင်းလုပ်လို့မရဘူးစိတ်ရှိတိုင်းလုပ်လို့အာလုပ်လို့ရတဲ့အဖွဲ့အစည်းတွေရှိတယ်ဘာလဲတော့တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်း PDS ပြီးပဲတပတ်ဖို့လို့ခေါ်တဲ့ပေါ့လို့ပွဲစားကောင်းနေစုဖို့စုဝဲထားတာရုပ်ကြည့်လိုက်မျက်နှာမပြရုံကြိုက်တာတော့အတကုံတွေ့ရကြိုက်တယ်ဆိုတော့ပေါ့လို့ပွဲစားလုပ်တယ်ဖြက်စီးတယ်အပြစ်မဲ့တဲ့ပြည်သူတွေကိုတတ်ဖြတ်တယ်နော်အเจ้าဆရာဆရာမတွေရဟတန်ဃာတွေတဒါတွေမျိုးချိုးတယ်အဲ့လိုလှုပ်ချင်တိုင်းအဲလှုပ်လို့ရတဲ့အဖွဲ့စည်းတော့ရှိတယ်အဲအဲအဲ့ကောင်တွေပဲအဲ့ဒါ နော်နောက်တစ်ခုကဘာလဲဆိုရင်အဲတည်င်းတွေကတချို့အရာတွေကြတော့ပြောကြလံပြောလို့မရဘူးအာဘယ်လိုခေါ်လဲဆောင်းထင်းရဲ့ကျင့်ဝတ်တွေလည်းရှိတယ်အာဟိုဘယ်လိုခေါ်လဲကန့်သက်ချက်တွေလည်းအများကြီးရှိတယ်ပေါ့အဲ့ဒါတွေကြောင့်ကိုစဝင်းပမာလဲဆိုတာလည်းသိရပါတယ်နော်အဲ့ဒါလေးကိုစိတ်မပူဘူးအာလာတက်ပြောခြင်းဖြစ်ပါတယ်ကျေးဇူးပါအားလုံးမင်္ဂလာပါနော်အဲကျွန်တော်ဒီဦးလေးရဲ့ ကွန်မန်လေးကိုရပိုင်းလေးပြန်ချင်းပြန်ချင်းလို့ပါအဲတခြားမဟုတ်ဒီဦးလေးကလူတယောက်အကောင်းမြင်စိတ်နဲ့အာမန့်နဲ့အာမန့်နဲ့တွေ့ရတယ်ပေါ့ဘာပြောလူတယောက်ကိုအကောင်းမြင်စိတ်ထားပေးတာခြေသူတင်တယ်အဲ့မှာပြန်သုံးသပ်မှာပါလဲဆိုရင်အဲ့ပေါ့အခုခစ်တက်တို့ဘာလို့ကတင်ထားတယ်ရှိတယ်ကိုစောဖုံးဟင်းကိုအာလက်နဲ့အာလက်နဲ့ကင်ဆောင်မှုတင့်မောင်းခိုးမှု အာတရားမလက်နဲ့ကိုင်ဖွဲ့စည်းနေတဲ့အဆက်တွေရှိမှုတွေနဲ့အဲဆွတ်ဆူတာတို့ခေတ္တကတင်ထားတယ်ပေါ့လိုပဲသာတတင်းနေပေါ့အုတ်တွင်းအထက်ခပေါင်းစင်ရေလွဲတမန်ရှိစစ်တပ်ကိစခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားဆက်တဦးတည်ဆုံပြီးလက်နက်လေးလက်သိမ်းဆေးရရှိ ပဲခူးတိုင်းအုပ်တွင်းမြို့နယ်အထက်ခပေါင်းဆယ်ရေလွဲတမန်ရှိအကျန်းဖက်စစ်တပ်ကိစ္စခန်းနှင့်စစ်ကူစစ်ကြောင်းကိုတိုက်ခတ်ရာစစ်ကောင်စီတပ်သားဆဲတအူးတေဆုံးပြီးလက်နက်လေးလက်သိန်းဆယ်ရရှိခဲ့ကြောင်းတပ်ဖွဲ့မှတာဝန်ရှိသူတအူးကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်ဇွန်လ3ရက်နေ့နနက်9:03မိနစ်ခန့်တွင် ုတ်တွင်းမြို့နယ်အတွင်းရှိအထက်ခပေါင်းစေရေလွဲတမန်တွင်အထိုင်ချတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိစ္စခန်းကိုတော်လန်ရေးတပ်ဖွဲ့များကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲကြခြင်းနှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီးစခန်းတစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်အဆိုပါအကြမ်းဖက်စစ်တပ်စခန်းအတွင်မှ တုံးတလက်တုံးလက်မဆက်တတလက်တလက်အီနာကငါလုံးလက်ပြပုံးတလုံးနဲ့ကြီကနှစ်ထဲတို့တိမ့်ပတ်ရရှိခဲ့ပြီးစခန်းကိုမီရှိုရှင်းလင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးတေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်ထို့သောစခန်းတိမ့်တိုက်ပွဲဖြစ်ပွားပြီးနောက်အင်အား60ခန့်မှအကြမ်းဖက်စစ်တပ်၏စစ်ကူစစ်ကြောင်းသည့် အထက်ခပ်ပေါင်း၁၀ရေလွဲတမန်ရှိစစ်တပ်ကိစ္စခန်းကိုလာရောက်စဉ်တော်လန်အေးတပ်ဖွဲ့များကအသင်းဆောင်တိုင်းပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးထပ်မံတိုက်ဆုံခဲ့ကြောင်းသိရသည်အဲအဲ့ဒါကကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီစစ်အဲဥပဒေအရအဲပြည်ထဲကဝယ်နေရရှိတယ်ဒေတာနာကပြည်ထရေးရောထုတ်ပြန်လိုက်ပြီလားဥမာကိုဇော်ဘွေးကိုအာဥရီပုံမှန်ဘလောက်ဘလောက်နဲ့ဥရီ ပြမှုအာကျွလွန်းတဲ့အတော့ကိုဘယ်မျိုးနဲ့တရားဘယ်မျိုးနဲ့ရဲစခန်းမှာခြုံနှောင်ပြီးတော့မှအာတရားစွပ်စုထားပါလေဆိုတော့ထုတ်ပြန်ထားပြီလားကာကွယ်ပြည်ထရေးရောကျွန်တော်အဲ့ဒါကြီးကကျွန်တော်လည်းလိုက်ပြီးတော့အာတရင်စုံစမ်းနေတယ်အဲ့ဒါမျိုးတွေကလည်းမရှိသေးဘူးထုတ်ပြန်ထားခြင်းလည်းမရှိသေးဘူးပေါ့နောက်ခုကိုစိုးပွင့်ပြန်လွတ်လာပြီလားဆိုတော့အဲလိုင်းပေါ်မှာတွေ့ကြပါတယ်လိုင်းပေါ်မှာတွေ့တယ်ပြန်လွတ်လာပြီပေါ့စာတွေနဲ့လည်း comment reply တွေပြန်လိုက်တာတွေ့တယ် ဲ့ဒါဆိုရင်ကျွန်တော်တခုတော့ပြန်သုံးတတ်ခြင်းအဲကြည့်ခြင်းတော့ပေါ့ဆိုတော့ကိုဇော်ဘွန်းကြီးပြန်တော့လာပြီးဆိုရှယ်မီဒီယာအပိတ်ခံထားရရလို့အာ line သုံးလို့မရဘူးပေါ့ application တော်တော်များတော့သုံးလို့မရဘူးဆိုရင် ဖုန်းနံပါတ်တွေရှိတယ်ဖုန်းနှလုံး single link ပဲရှိတယ်သူနဲ့အရင်ချင်းနှီးတဲ့အာဘလကွန် price တွေအဲတော်တော်များများထဲထဲဝင်ဝင်လုပ်နေတဲ့ညီကောင်မောင်မတွေရှိပဲရှိတယ်တော့ဥမာပေါ့ကိုတော်တို့တခြားသောမျိုးချစ်လေးရှိတယ်ပေါ့ဒါမျိုးတွေကသူကစိတ်မပူဘူးအတော့ကို အသူကနေပြီးဖုံးဆက်ပြီးတော့အကြောင်းကြားမှာပဲလေဟိုကလည်းဒီသူ့ချစ်ခင်တဲ့လူတွေဆက်သွင်းနေကြတယ်ဘလို့မှဆက်သွင်းလို့မရဘူးဖုန်းနံပါတ်လေးပိတ်ထားတယ်ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ဒီနေ့ခေါ်ပါတယ်ညလည်းကျွန်တော်ခေါ်တယ်အဆက်သွင်းပိတ်ထားတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုစားရောက်လာတဲ့အဲစပြီးခြေချတဲ့ကအောင်းမိုးပေးတဲ့လူတယောက်ရှိတယ်ဗျသူ့တော်မှာနေအခြေချုပ်ဆိုတဲ့ပုံစံမျိုးနဲ့ထားတယ်အဲ့ဒါတော့မှပဲအဲမယားမကအာ ိုင်းတစ်ပါးကလူတယောက်နဲ့အဆက်အသွယ်လုပ်ပြီးတော့မှအိမ်ထဲထိဝင်ပြီးတော့အဆက်အသွယ်လုပ်နေတယ်ဆိုတော့အရာစကားတောင်ကျွန်တော်ကြားသိရတာပဲကိုစုံဘုန်းကြီးအဲ့လိုမှပြစ်မှုမကြီးတာကိုပြစ်မှုအဲ့လိုလည်းမကြည့်တော့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်သုံးသက်တယ်ပေါ့အဲ့လိုမျိုးအနေထားအထိတော့မဟုတ်တော့ဘူးဗျဆိုတော့အဲကျေးဇူးတက်တင်ပါတယ်ကိုစပွင့်ကိုဝန်းရံအားပေးအားပေးပြီးတော့မှပြန်လွတ်လာပြီး ဆိုပြီးတော့ပြောဆိုနေရတဲ့အမှန်တကယ်ဖြစ်စဉ်ကိုတော့အာတေချာကကနနာတီးဖို့လိုတယ်ကိုဆိုနှုတ်ဆိုရင်ကိုယ့်ချက်ကိုဖွဲတယ်လို့ဖြစ်နေလိမ့်မယ်ဗျအဲ့ဒါလေးကိုကျွန်တော်